အလုံးမင်္ဂလာပါကျွန်တော်တို့ဖတ်ဘောရဲ့ live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါရမလို့တော့ဝန်တိုင်းကျွန်တော်ပြင်ရအောင်နေရကျွန်တော်ခီးသွားနေချိန်မှာတတော်လျှောက်ကျွန်တော်ဒါအခုကပူဖူးတာခီးကအလုတ်အတွက်ကြောင့်လာတဲ့ခီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒါအပြင်ပူရဲရောင်နေတာကိုတွေ့ရမှာပေါ့အဲ့တော့ဒါကျွန်တော်တချို့ video လေးအဲ့ပေါ့ video တော်တော်များများဒီရပိုင်းတွေမှာကျွန်တော်အနေနဲ့အပြင်မှာ noise တွေနဲ့အတူဒါကျွန်တော်တို့ပါလာခဲ့မယ်ဆိုတော့ကျွန်တော်နေတာပထမဆုံးအနေနဲ့တောင်းပန်ခြင်းတယ်ပေါ့နော်ဒါလည်းရှိကျွန်တော်ဒါဘုံဝင်လေးပဲအဲ့တော့ထပ်ပါလက်ရှိဒါကျွန်တော်ဒီနေ့ညနေကိုတော့ဒါကျွန်တော် Chelsea ရဲ့အပြောင်းအရွှေ့ ြောင်းလေးကိုနည်းနည်းလေးပြောပြအောင်အဲ Chelsea ပြောင်းရွှေ့အကြောင်းနေနဲ့အခုလက်ရှိနောက်ဆုံးရ update သတင်းတွေကဘလူတွေဖြစ်နေတယ်ဘာတွေဖြစ်နေလဲဆိုတော့နည်းနည်းပြောအဲ့တော့ Chelsea သင်းနဲ့လက်ရှိမှာဒါပထမဆုံးပြောရမယ့်ဥစားကဂိုသမားကိစ္စပဲ Chelsea သင်းနဲ့အခုလက်ရှိဒါကျွန်တော်လာမယ့်ညရာတီဆိုတော့သူတို့ရဲ့ဂိုသမားဒါကျွန်တော်တို့ target တွေကတဖြည်းဖြည်း နည်းနည်းလာပြီးတော့ပျောက်ဆုံးလာခဲ့တယ်။ Chelsea ပြည်သက်တွေကအဲ့ဒီ high နဲ့ပတ်သက်ပြီးလက်ရှိမှာတော်တော်လေးကိုသဘောမကျတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဒါဟုတ်ပါဘူးဆိုတော့လက်ရှိမှာကျွန်တော် Fabrizio Romano ကဒါကျွန်တော်ဒီနေ့ညနေပိုင်းလောက်မှာ Chelsea အသင်းနဲ့ခုလက်ရှိမှာသူတို့ချိတ်ဆက်နေခဲ့တယ်။ဒါကျွန်တော်ကြားထဲမှာလည်းချိတ်ဆက်ခဲ့ဘူးတယ်။ဒါကျွန်တော် Chelsea အော် AC Milan ရဲ့ဒါကုသမာဖြစ်တဲ့ Mike Maignan ကိုဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်လက်ရှိမှာဒါကျွန်တော်လက်လျှော့လိုက်ပြီးလုံးဝအဲ့ဒီ deal က dead ဖြစ်သွားပြီးတော့တည်ရတယ်။အထူးသဖြင့်ဒါကျွန်တော် AC Milan နဲ့ဒါလက်ရှိ Chelsea နဲ့ကြားထဲမှာ ဆက်ဆံရေးကတော်တော်လေးကိုပြတ်ပြားသွားတယ်လို့ယူဆရပြီးနောက်ပိုင်းမှာဒါ Chelsea အသင်းနေနဲ့ဒါ AC Milan ရဲ့ဂိုသမောကိုခေါ်ယူတော့မှာမဟုတ်ဘူးလို့ခံစားရတယ်မှာပါအဓိကအရင်းမှာဒါ AC Milan ရဲ့ဂိုသမောကိုခေါ်ယူတဲ့နေရာမှာ Chelsea အသင်းဘက်ကနေပြီးတော့ AC Milan ဘက်ကနေပြီးတော့ Chelsea အသင်းဘက်ကနေပြီးတော့ AC Milan ကသူတို့အသင်းဒါကျွန်တော်တို့ လက်ရှိကလပ်ဘောကဝင်တာကိုအခွင့်ကောင်းယူတယ်လို့ခံစားရတဲ့ကြောင့်ဒီလိုမျိုးဆက်ဆံရေးကခုလက်ရှိမှာကျဲသွားတယ်လို့ပြောလို့ရရပါတော့။အဲ့တော့ဘယ်လိုပြောပါချက်စီးတင်ကဒီလက်ရှိအပြောင်းရှိမှာဒါကျွန်တော်ဘယ်လိုပြောတာတိတ်ဆိတ်လှူရှားနေတဲ့အတင်းမှာပါတယ်။လက်ရှိကျကျွန်တော်ချက်စီးတင်နေတာကျွန်တော်ဂိုးသမားကိစ္စတက္ကနာပေါ့နော်။ဒါကျွန်တော်လက်ရှိဒါလက်ဝင်းကိစ္စနဲ့နဲ့ပြော။ချက်စီးတင်ကခုလက်ရှိမှာဒါဂျီမီဂီဒင်းစကရဒါတတိယအချိန်မြောက်ထပ်မြန်ပြီးကမ်းလှမ်းမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့ပေမဲ့အခုလက်ရှိချိန်ထိတော့တရားဝင်ကမ်းလှမ်းမှုမျိုးမပြည့်လို့ရသေးဘူးဆိုဖာဗီဂျီယိုရိုမာနိုကပဲဒါမနိကပေါ့ကတ်မှာတရားဝင် င်ဒါကျွန်တော်ပြောလိုက်ခဲ့ဘာကြောင့်ဒီလိုမျိုးပြောလာခဲ့လဲအခုလက်ရှိမှာ left wing လိုအပ်နေတဲ့အတင်းတွေမှာဒါကျွန်တော်တို့ Chelsea တင်းနဲ့မဟုတ်ပင်နဲ့လက်ရှိနောက်ဆုံး update အတင်းတွေအရဆိုရင်တော့ဒါ Barcelona အတော့ Bayern Munich နဲ့တင်းကလည်းဒါလက်ရှိ left wing ကစားသမားကိုလိုအပ်နေတာဖြစ်တယ် Bayern Munich နဲ့တင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ market ထဲမှာ left wing အပူတပြင်းရှာဖွင့်နေပြီးတော့သူတို့အနေနဲ့ခုလက်ရှိမှာ Lee Rice Sané ကိုလည်းဆုံးရှုံးထားခဲ့ရတယ်အပတ်တော့ left wing ကစား wing ကစားသမားတွေမှာလက်ရှိ Bayern Munich နဲ့မတိချကြည့်မယ်ဆိုတော့ wing ကိုကောင်းကောင်းဆောင်တဲ့ကစားသမားအားနေလာခဲ့ပြီအဲ့တော့ဒါသူတို့အနေနဲ့ left wing နေရာမှာခုကစားသမားကိုလည်းချိန်တယ်ဒီကစားသမားကိုလည်းချိန်တယ်ဆိုတော့ပြဿနာကသူတို့ရဲ့အတင်းကိုတော့ န်တန်လို့ဘာလို့မှမလာကြအဲ့တော့လက်ရှိနောက်ဆုံးသိရတဲ့ကောင်ချယ်ဆီအသင်းလက်ရှိမှာချိန်ဆက်နေတဲ့ဒါကျွန်တော်ဘိုရီရှာတော်မွန်ရဲ့တောင်ပိုင်းကစားသမားဖြစ်တဲ့ဂျီမီဂစ်တင်စ်ကိုတော့ဒါကျွန်တော်တို့ ထပ်မံပြီးတော့ချိတ်ဆက်နေပြန်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ပြီးထွက်ပေါ်လာခဲ့တယ်။လက်ရှိမှာတော့ Jimmy Giddens ကတော့ကျွန်တော်တို့အဲ Bayern Munich တင်းလဲချိတ်ဆက်ကိုတစ်ဖက်က Borussia Dortmund နဲ့ဘယ်လောက်တိတောင်ပတ်စံ down လဲဆိုတော့ဒီပြောင်းရွှေ့တဲ့ Euro 80ပြီးရမယ်ဆိုတဲ့ပုံစံမျိုးစတင်ပြီးတောင်းတာတောင်းနေဆိုပြီးတော့ရေးသားခဲ့။ဒါပေမဲ့ဒီဟာကိုကျွန်တော်ပထမတော့ of course ပေါ့နော်ဒါကျွန်တော်စီးတက်အောင်တော်တော်များလုပ်သလား။ဘာကြောင့်များလားဆိုကျွန်တော်အမြင်နဲ့ထင်ခဲ့။ဒါပေမဲ့လက်ရှိမှာဒီသတင်းက Fabrizio Romano ဘက်ကထွက်လာတဲ့အတွက်ကြောင့်ပေါ့နော်တော်တော်လေးကို ကျွန်တော်တို့မှကြောင်သွားတယ်ပေါ့နော်အဲ့တော့ Fabio Romano ဒါ Facebook က Fabio Romano မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့ Twitter ကဟိုပေါ့ YouTube podcast က Fabio Romano ပေါ့နော်အဲ့တော့ Romano ပြောပုံရဆိုရင်လက်ရှိမှာဒါကျွန်တော် Chelsea အသင်းအနေနဲ့ဒီအပြောင်းရွှေ့ကနေပြီးတော့တို့အနေနဲ့ဒါလက်ရှိမှာနှုတ်ထွက်ဖို့တော့အစီအစဉ်ပြဒါပေမဲ့လက်ရှိမှာ Borussia Dortmund အနေနဲ့ဒါမလူလားအပင်နဲ့ဒီကစားသမားအတွက်အရန်ကြီးကိုဈေးတောင်းထားတယ်လို့ဒါအသင်းဘက်ကနေယူဆထားတယ်အခုလက်ရှိမှာ United Sports ကုန်ပြီးအသေးလေဒါ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါတတိယအကြိမ်မြောက်ကမ်းလှမ်းမယ်ဆိုရင်တော့မှ Borussia Dortmund တောင်းတဲ့ဈေးကိုလက်ရှိမှာလုံးဝလုံးဝကမ်းလှမ်းဖို့အနေထားမှမရှိဘူး Borussia Dortmund ကမ်းတောင်းတဲ့ဈေးကခုနပြောသူတစ်ပြေးနဲ့တစ်ပြေးဒါပထမ Euro 55သန်းဆိုပြီးလေးပြစ်တယ်အခုတကယ်လဲဒါကျွန်တော်တို့ Bayern Munich နဲ့စိတ်ဝင်စားပြန်လာ Euro 80ပတ်ချလဲဝင်ပြန်ပြီပေါင်55သန်းပေါ့နော်68ပေါ့ချပါ Euro 65သန်းပတ်ချတော့ Chelsea အသင်းနဲ့အခုလက်ရှိမှာဒါပါဇက်ထဲမှာဖြစ်နေတဲ့ဈေးတွေကိုလုံနေတဲ့ Borussia Dortmund ရဲ့အပြောင်းရွှေ့မှာတော့သူတို့အနေနဲ့ဘယ်လောက်ထိပါဝင်ပတ်သက်သွားမလဲဘယ်လောက်ထိလိုက်ရောပြီးသွားကျွန်တော်နဲ့စိတ်ဝင်စားအဲ့တော့အဓိက စည်းသင်းက left wing နေရာမှာ Borussia Dortmund ရဲ့ကစားသမား Jamie Gittens ကိုလိုက်တယ်ဆိုတဲ့အကြီးအဓိကယူရချက်ကကစားသမားကိုတိုင်က Chelsea ရဲ့အသင်းကိုမျှော်နေတဲ့အတွက်ကြောင့်ပဲ Chelsea အသင်းကလက်ရှိမှာတော့ကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့9နှစ်စာချုပ်တောင်မှသူတို့နဲ့သဘောတူညီခဲ့ပြီးသားဖြစ်တဲ့ ဒါကြောင့်မို့သူတို့အနေနဲ့ဒီအပြောင်းရွှေ့မှာကစားသမားကိုယ်တိုင်ကလလူလလဖြစ်တဲ့ကြောင့်ချယ်ဆီအသင်းကဒါတရားမြောက်ကန့်လန့်မှုလုပ်ဖို့အတွက်စဉ်းစားနေတာဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ဘရူရှာဒေါ်မွန်လက်ရှိချိုးနေတဲ့အချိုးမျိုးနဲ့ဆိုရင်ချယ်ဆီအသင်းနဲ့ဒါမားကတ်ထဲမှာတခြားသောကစားသမားတွေကိုခေါ်ယူဖို့အတွက်စဉ်းစားသွားနိုင်တယ်ဆိုတဲ့တင်ထွက်လာတယ်။အဲ့တော့ချယ်ဆီအသင်းကတည်တဲ့အတိုင်းမှာဒါကာလာရှေချာဒါကျွန်တော်အသင်းကစိတ်ဝင်စားပြီးတော့လက်ရှိမကော်ဖြစ်တဲ့ကစားသမားတွေကတော့အလာဟန်ဒိုကာနာချိုပဲ။အလာဟန်ဒိုကာနာချိုကတည်ကြတယ်ပဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ တော်တော်လေးကိုအခြေကြီးကဒါပြတ်သုံးသွားခဲ့ပြီတဲ့ဘောနော်အလာဟာဒိုကာနာဂျူနီနဲ့အခုလက်ရှိနောက်ဆုံး update သတင်းရဆို Manchester United အသင်းကနေပြီးတော့100% ထွက်ခွာတော့မှာဖြစ်တဲ့ပြင်တလက်ရှိမှာ United ပြည်သက်တွေကြတဲ့မှာလေဒါ Rashford အင်ဂျီဝစ်ပြီး Aston Villa အင်ဂျီဝစ်တဲ့ကြောင့်မို့ပြဿနာပေါင်း16000တက်နေတဲ့အနေထားကို Chelsea အသင်းက Chelsea အသင်းကဒါကိုအခွင့်ကောင်းယူသွားပြီအဲ့တော့ဒါပထမဒါ Manchester United တင်းနေတာမနစ်ကဆောင်းဝါဒီက Alejandro Garnacho အတွက်ပေါင်းတန်း60ပတ်ချာလဲဝင်နေကြအလိုရှိခဲ့ပေမဲ့ Chelsea အသင်းကလည်းအဲ့တော့အမှတ်မဲ့ Alejandro Garnacho ကိုခေါ်ခြင်းနဲ့သူ့ကိုဖြစ်တဲ့ Robert Garnacho တော့ Wolf Wolf နဲ့ဒါ Chelsea ပွဲစဉ်ကိုလာကြည့်ခဲ့တဲ့အတီကိုဒါဖြစ်ခဲ့တော့မှတ်မဲ့ရပြ United ပြည်သက်တွေကိုတန်းကလည်း Alejandro Garnacho နဲ့ပတ်သက်ပြီး Chelsea ကိုတော့ပြောင်းပြီလို့အကုန်လုံးထင်ထားခဲ့ပေမဲ့ United အသင်းနဲ့ ာဟာဒုကနာချူကိုအသက်မှာဆက်ပြီးတော့ထားနိုင်ခဲ့တဲ့သဘောတရားကိုတွေ့ခဲ့ရတယ်ပေါ့အဲ့တော့ပြည်သူပင်စိုးစည်းကမှုဒီအပြောင်းရွှေ့ကဒါကျွန်တော်ပြန်ကြည့်ပြီး sensible ဖြစ်တဲ့တဲမှာပါတယ်ချက်စစ်တဲ့ကုလက်ရှိမှာရှီရင်ဆွဲတောင်မဲကစားသမားတွေကိုတော့ရောင်းဖို့အတွက်လက်ရှိမှာ market မှာစီစဉ်နေတယ်အတိအကျတဲမဲ့ noni maruiku လည်းလက်ရှိမှာအယောင်းစီးနေတာအဲ့တော့ဒါချက်စစ်တဲ့ကုလက်ရှိတာအဝေရောင်းဒီမှာစကားတွေပြောပြီးဆိုရင်တော့ပြိတ္တတွေကြားထဲမှာဆိုတော့တော်တော်လေးကိုအငင်းပွားစရာကိစ္စတွေအများကြီးအများကြီးဖြစ်ပေါ်နေတယ်ချက်စစ်တဲ့အဲ့တော့ဒါကြောင့်လက်ရှိခုနပြောရင်းနဲ့ပြတ်သွားတာအခု alahandro ganacho အဲ့တော့ alahandro ganacho manchester united စီကနေ ပြီးတော့သူတို့နဲ့ပေါင်တန်း40နဲ့50ပတ်ချလဲဝင်ညာရမယ်ဆိုရင်တော့ဂျီမီကီတင်စီအပြောင်းရွှေ့ကိုသူတို့နဲ့မိထားပြီးအလာဟန်ဒိုကာနာချိုဘက်ကိုပြန်လှည့်ပြီးပြောင်းသွားဖို့ရှိတယ်။အလာဟန်ဒိုကာနာချိုကိုယ်တိုင်ကလည်းကျွန်တော်ချက်စီအသင်းနဲ့ပုတ်ကူရရသဘောတူညီမှုငကူတွေကလွယ်လွယ်ကူကူရထားပြီးသားအသင်းတစ်သင်းဖြစ်တော့ကျွန်တော်တို့နဲ့ဒါကူပဲထပ်ပြီးတော့လှုပ်ယုံမယ်ကြံ။အဲ့တော့ United အသင်းနဲ့သူတို့နဲ့ယောက်ချားမှလည်းဆက်ဆံရေးကောင်းမှုနဲ့ဆက်ဆံရှိတယ်။ဂျီနန်ဆန်ချိုကိစ္စနဲ့ပတ်သက်ပြီး Manchester United နဲ့ကျွန်တော်ချက်စီနဲ့ကြားထဲမှာတက်သွားတဲ့ဆက်ဆံရေးမှုမရှိဘဲနဲ့ကောင်းမှုနဲ့ဆက်ဆံရေးမျိုးအခုချိန်ထိရှိနေသေးဆိုပြီးတော့ကျွန်တော်ဖတ်မိတယ်တပါ။အဲ့တော့ပြောချင်တာကဒါအလာဟ ဟန်တို့အဲ့ဒါဂျီမီကင်တင်စ်ကိုဒါကျွန်တော်ဂရိရှာတော်မွန်ကဒီဈေးပုံစံမျိုးကြီးပဲဆက်ပြီးတောင်းနေခဲ့မယ်ဆိုရင်တော့အဖြေကရှင်းပါတယ်ဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါကျွန်တော်ဒီအပြောင်းရွှေ့မှာတော့တို့အနေနဲ့အာမန်ချက်စတာယူနိုက်တက်တောင်ပန်ကစားသမားဖြစ်တယ်ဒါကျွန်တော်တို့အလာဟာဒူကနာချူကူပဲအဓိကခေါ်ယူသွားဖို့တော့သူတို့ကြိုးစားသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကတကယ်ကိုမဖြစ်နိုင်ဘူးပြောလို့ပဲဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒါကျွန်တော်တို့လက်ရှိဒါကြောင့်ခုနပြောခဲ့တဲ့ဆိုတာပြန်ဆက်ရမယ်ချက်စီသင်းနဲ့လက်ရှိပြိတ်သက်နဲ့ကြားထဲမှာဒါပိုင်ရှင်နဲ့ကြားထဲမှာတော်တော်လေးကိုလွဲမာတဲ့ချက်က ပရိသတ်ကလက်ရှိမှာဗျာကျွန်တော်ဂိုးသမားနေရာမှာအကယ်၍လူသစ်ထမခေါ်ဆိုတော့ပက်ထရိုဖစ်ကိုနေရာပြန်ပေးခြင်းတယ်ချက်စီကပြောင်းပြီဗျာပက်ထရိုဖစ်ကိုဒါကျွန်တော်အယောင်စီတင်ခဲ့ပြီသူတို့အနေနဲ့ဒါကျွန်တော်ရောဘတ်ဆန်ချက်စ်ကိုလက်ရှိမှာဒါကျွန်တော်တို့ထပ်ပြီးတော့နေရာပေးခြင်းတဲ့သဘောမှာရှိအဲ့တော့လက်ရှိမှာချက်စီတင်ကအခုခုနပြောရင်းနဲ့ကျွန်တော်ဒါပထမဆုံးဗီဒီယိုမှာပြောဆိုပြန်ဆက်ကြည့်မယ်ဆိုရင်တော့မိုက်မန်ညန်းကိုမခေါ်ဆိုရင်ရောဘတ်ဆန်ချက်စ်နဲ့ပဲနှစ်ဖာသွားရမယ်သဘောမှာရှိတယ်အကုန်လုံးရောဘတ်ဆန်ချက်စ်ကိုဘယ်မှမပြောဘူးရောဘတ်ဆန်ချက်ကမကောင်းတာမဟုတ်ဗျာပြဿနာဒါသူ့ရဲ့ inconsistent ဖြစ်တဲ့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပြဿနာတွေကြားထဲမှာတော့သူ့အနေနဲ့တော်တော်လေးကိုယုံကန်နေရတယ်လို့ပြောလို့အဲ့တော့ထားပါ လက်ရှိမှာဒါကျွန်တော်ချက်စီဘက်ကတော့ဒါကုသမားနေရာတွေလက်ရှိ market ထဲမှာရှာနေခဲ့ပြီမဲ့သူတို့အနေနဲ့ mic မိုင်းညမ်းကိုလက်လျှော့ခဲ့ပြီးတော့ဘာသတင်းမှထပ်မထွက်တော့တာကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ scenario တစ်ပုတ်ဖြစ်လာပြီလို့ပြောလိုက်ရအဲ့တော့နောက်တစ်ခုကတော့ Nonny Maruki Nonny Maruki ရဲ့အပြောင်းရွှေ့နေပတ်သက်ပြီးချက်စီကတော့ပြတ်သားတဲ့ point လေးနဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ကစားသမားကိုရောင်းခြင်းနဲ့ထိုက်တဲ့ကံလမ်းမှုမျိုးရမယ်ဆိုရင်တော့ချက်စီအစ်စ်နဲ့တရားဝင်ဒါကျွန်တော်တို့ရောင်းချဖို့အတွက်ပြင်ဆင်လာမယ် Nonny Maruki ကိုအခုလက်ရှိမှာဒါကျွန်တော်တီးတလောက်ကိုတော့ Arsenal အသင်းကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့ဒါ Martinelli ကို pressure ပေးနိုင်မယ်ကစားသမားဒ ဒါကျွန်တော်တို့စာကာရဲ့အရန်ပုံစံမျိုးပုံစံမျိုးတို့နည်းခေါ်ကျင်တဲ့တယ်မှာပါအဲ့တော့ဒါချက်စီသင်းကဒီနေ့အပြောင်းရှိမှာလုံမလုံဘူးလို့တော့ပြောလို့မရအောင်လုံးတွေဒေါ်ရှောက်လုံနေတယ်ပြီးချက်စီသင်းနဲ့ဒါမထင်မှတ်ပဲအပြောင်းရှိနောက်တစ်ခုကဘာဖြစ်လာနိုင်လဲဆိုတော့နီကိုလက်ဂျက်ဆန်နေရပဲနီကိုလက်ဂျက်ဆန်ကိုအခုလက်ရှိမှာဒမာစီယာရဲ့ပြောမှုညဆိုရင်တော့ဒမာစီယာရဲ့ပြောမှုညဆိုတော့ယူဗန်တက်စ်ကစိတ်ဝင်စားနေတယ်အခုလက်ရှိတည်ကြတယ်မယ်အနီကတ်ကိုဒါကျွန်တော်၃ဘွယ်ကစားပြီးနှစ်ခုယူထားခဲ့တဲ့အနေထားမှာတော့ပြိတ္တတီကြားထဲမှာဒါနီကိုလက်ဂျက်ဆန်ကတော်တော်လေးကိုဝေဖန်ခံရရပဲအခုလက်ရှိမှာအသင်းကပြောင်းမယ်ဆိုရင်လည်းပြိတ္တတီအနေနဲ့ okay ပြောင်းခွာဆိုပြီးလက်ခံလို့ရတဲ့ကစားသမားတွေတယောက်ဖြစ်တယ်ဘောနော်အဲ့တော့ဘယ်လိုပဲပြောပါ ဒါလက်ရှိမှာဒါ Chelsea အသင်းနဲ့ Nicolas Jackson ကိုရောင်းသွားမလားမရောင်းဘူးလားဆိုချက်တော့စောင့်ကြည့်ရမယ်။ဓမာဇီကိုပြောပြရအောင်ခုလက်ရှိမှာ Juventus အနေနဲ့သူတို့အနေနဲ့ Columbus အနေနဲ့တွဲဆော်ဖို့အတွက်တိုက်စစ်မှုလုပ်ရဲ။ Nicolas Jackson ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါ Dusan Vlahovic နဲ့အလဲလဲပြုလုပ်သွားနိုင်တယ်ဆိုရဲ Kola Hala ဆက်ဆက်တဲ့ရင်ဒါပေမဲ့လက်ရှိမှာ Chelsea အသင်းကတော့ Nicolas Jackson ကိုအသင်းမှာဆက်ထိန်းထားကြခဲ့ပြီးမှပြစ်တက်တင်နေတာကျွန်တော်တို့ဒီပြရဲ့ကြားမှာ Nicolas Jackson ကအနာကတ်အတွက်တိုက်စစ်မှုတရားဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားတချက်တော့စောင့်ကြည့်ရမှာပါ။အဲ့တော့ဒီတို့ပင်စူစီကာမှုအခုလက်ရှိနောက်ဆုံးရတဲ့ရင်တွေက Chelsea အသင်းရ င်ပြောင်းရွှေ့တော့ပဲပြီးတော့အဲ့တော့ချက်စစ်တဲ့ကလပ်ဘောကလည်းကန်နေရတဲ့ကြောင့်ဒီအပြောင်းရွှေ့တွေကလည်းတိတ်ပြီးတော့အရင်ကြီးမဟုတ်နေတာလည်းပါပြပါမယ်။ဒါပေမဲ့နောက်ကမှချက်စစ်တဲ့ကတော့ရှော့အလုပ်လုပ်နေစေဖြစ်တယ်လို့ပြောပြစေ။ဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ဒီ voice တို့မှာကြည့်လို့ဆိုပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်ကလပ်ဖို့မမိကြပါဘူးဗျ။မြန်မာကလပ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးကြွတမနဲ့ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်း တောင်းပီးနေပဲကျွန်တော်တို့နောက်မှ EC2 ကြရပါပေါ့။ဒီပါဗျ။